မေဂန်နဲ့အီရန်ကြားထဲမှာနျူကလ িয়ার ဆွနွေးပွဲတွေပြန်မလုပ်ဘူးလို့အီရန်ကတင်းတင်းမာမာပြောလာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်သမ္မတထရန်ကအီရန်နဲ့ဆွနွေးမယ်လို့ဆိုခဲ့ပေမဲ့လည်းအီရန်ဘက်ကတော့အမေရိကန်နဲ့ဆွနွေးစရာဘာအကြောင်းမှမရှိဘူးလို့အခုခါမှာတင်းတင်းမာမာပြန်ပြောလာတာပါ။အစ်ဇွေးနဲ့အီရန်စစ်ပွဲပြီးဆုံးပြီးနောက်အမေရိကန်နဲ့နျူဆွနွေးပွဲတွေပြန်စတင်မယ်ဆိုတဲ့သတင်းကိုအီရန်နိုင်ငံဂျာအီမွန်ဂျီအဘတ်အာရာရှီကညှင်းဆိုလိုက်ပါတယ်။ ။တမနာထရန့်ကအီရန်ရဲ့နျူကလ িয়ার စွန့်လွှတ်ပွဲလာမယ့်သတင်းပတ်မှာပြန်စတင်မယ်လို့ထုတ်ဖော်ပြောဆိုထားပြီးအလုံးစုံငြင်းချင်းရဲ့သဘောတူညီချက်ရလိုက်မယ်။အီရန်ကလက်မြောက်သွားပြီးဆိုပြီးပြောနေတာပါ။သူရဲ့ထုတ်ပို့တဲ့စတီဝစ်ဇောကလည်းပြောပါလိုက်။ဒါပေမဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအဗတ်အာရာချီကတော့ပြည်ဆောင်စွန့်လွှတ်ရေးစပွဲပိုင်းကိုပြန်သွားမယ်ဆိုတဲ့ထင်မြင်စကြတဲ့အမှားရွံ့နေပါတယ်။ဒီသတင်းတွေကိုဘယ်သူမှလေးမထားသင့်ဘူးလို့ဆိုပါတယ်။ စီစဉ်ညီနိုင်မှုတွေစတင်ဖို့သဘောတူညီချက်ဒါမှမဟုတ်စီစဉ်နေတာမျိုးတစ်ခါမှမလုပ်ခဲ့ဘူးလို့သူကပြောပါတယ်ဒီတော်တွင်အီရန်ဟာနိုင်ငံတကာလူမျိုးစွန့်အေဂျင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆိုင်းငံ့တဲ့ဥပဒေချမ်းကိုအီရန်ပါလီမန်ကတည်ပြုခဲ့ပါတယ်အီရန်ဘာသာရေးကောင်ဆောင်ကြီးခမေနီကတော့အမေရိကန်ဟာအီရန်နျူကလ িয়ার စစ်အုပ်တွေတိုက်ခိုက်မှုမှာခြေကားတာလို့ပြောပါတယ်အစ္စရေးနဲ့ပြစ်ခတ်ရဆဲပြီးနောက်သူရဲ့ပထမဆုံးရုပ်မြင်သံကြားမိန့်ခွန်းမှာအစ္စရေးပေါ်အီရန်ကအောင်ပွဲရခဲ့တယ်လို့ပြောပါတယ် ်မေကန်ကတော့အီရန်ကိုတိုက်ခိုက်ပြီမဲ့ဘာမှမရသွားဘူးလို့ဆိုပါတယ်မေကန်ရဲ့ဖိအားပေးမှုကိုလည်းလုံးဝအလျှော့ပေးမှာမဟုတ်ဘူးလို့အီရန်ကသတိပေးထားပါတယ်နိုင်ငံတကာလူမျိုးစွန့်အေဂျင်စီ IAEA ကတော့အီရန်နျူကလ িয়ার ဆိုင်ကိုအမေရိကန်အနေနဲ့သွားတိုက်မယ်ဆိုရင်ကတ်ဆိုးကြီးဖြစ်သွားနိုင်တယ်လို့သတိပေးနေပါတယ်ယူရိုနိုင်ငံတောင်ပိုင်းဘူချာမြို့မှာတည်ရှိတဲ့နျူကလ িয়ার ဆိုင်ကိုအစ္စရေးတိုက်ခိုက်မယ်ဆိုရင် အရှေ့လက်ပိုင်းမှာနျူကလ িয়ার ကတ်ဆိုးတစ်ခုဖြစ်လာနိုင်တဲ့အန္တရာယ်ရှိနေတယ်လို့အပြည်ပြည်ဆိုင်ရာလူမျိုးစွမ်းရင်အေဂျင်စီ IAEA ကြီးကကတင်ပြလိုက်ပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်မှုကြောင့်လောလောဆယ်ရေဒီယိုတတိကြွမှုတွေဖြစ်ပေါ်တာမရှိသေးပေမဲ့ထူးသဖြင့်ဘူချာစစ်ရုံကိုတိုက်ခိုက်မယ်ဆိုရင်တော့ဖြစ်လာနိုင်တဲ့အန္တရာယ်မြင့်မားနေတယ်လို့ IAEA ကြီးက Rafael Grossi ကဆိုပါတယ်။ ဒေတာတွင်းနိုင်ငံတွေကမိမိကိုဆက်သွယ်ပြီးဒေတာတွင်းမှာနျူကလ িয়ার အန္တရာယ်ကြောက်ရောက်မှာကိုစိုးရိမ်ကြောင်းပြောကြားခဲ့တယ်လို့ Rafael Grossi ကဆိုပါတယ်။ပူချာမှာရှိတဲ့နျူကလ িয়ার စရုံကိုတိုက်ရိုက်ထိမှန်ခဲ့မယ်ဆိုရင်ဒေတာတွင်းမှာရေဒီယိုတက်တိကြောက်မှုတွေအများကြီးဖြစ်လာနိုင်တယ်လို့သူကဆိုပါတယ်။ဒီနောက်ဆက်တွဲဖြစ်လာနိုင်မဲ့အရာတွေကိုဘသူကတော်ဝင်ယူမှာလဲ။ American ကလား Israel ကလားလို့ Rafael Grossi ကမေးခွန်းထုတ်ပါတယ်။ဘသူကမှတော်ဝင်ယူမဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးအလုပ်တွေလုံးဝမလုပ်သင့်ဘူးလို့ဆိုပါလေအီရန်တောင်ပိုင်းမှာတည်ရှိတဲ့ဘူချာနျူကလ িয়ার ဓာတ်ပေါင်းမှုဟာအရှေ့လက်ပိုင်းရဲ့ပထမဆုံးအရက်ဘတ်နျူကလ িয়ার စေယုံဖြစ်ပါတယ်နျူကလ িয়ার ပစ္စည်းတွေကီလိုထောင်နဲ့ချီရှိပါတယ်အဲ့ဒီစေယုံကိုဓာတ်ရိုက်ထိမှန်တာပဲဖြစ်ဖြစ်စေယုံကိုပေးပို့တဲ့လျှက်စစ်တအားလိုင်းထိခိုက်ပျက်စီးတာပဲဖြစ်ဖြစ်နျူကလ িয়ার ရေပျော်မှုဖြစ်လာနိုင်တယ်လို့ရာဖေးဂရော့စီကသတိပေးထားပါတယ် အဆိုးဝါးဆုံးဖြစ်လာရင်ဘူချာဆက်ုံနဲ့ကီလိုမီတာရာချီဝေးတဲ့ဘေးကင်းရအောင်ပြောင်းရွှေ့ရေညွှန်ကြားချက်တွေထောက်ပြန်ဖို့လိုအပ်မယ်လို့သူကဆိုပါတယ်။